အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်စက်တင်ဘာလ29ရက်မြန်မာတက္ကသိုလ်1389ခုနှစ်သတင်းကြွလသန်း6ရက်စနေနေ့မွန်းတဲ့7နှစ်အချိန်ထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီဒေါ်လာနေ့တစ်ပါလို့ပြည်သူပေါင်းနှုတ်ဆက်တာပါတယ်ခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့ဒင်းတိုင်းမြို့နယ်မှာတိုက်ပွဲဖြစ်ပြီးတော့စစ်ရှုံးကော်မရှင်တပ်ဘက်က9ဦးသေဆုံးသွားပါတယ်ခင်ဗျာရုရှားကိုရောက်နေတဲ့ဂျမ်ဘတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကမြန်မာပြည်သူလူထုရဲ့အကျိုးစီးပွားကိုဖော်ဆောင်ပေးနိုင်မယ့် ဂျိုဒူလူတင်ရေးဆိုင်ရာကိစ္စရပ်တွေဆွေးနွေးတယ်လို့ပြောလာပြန်ပါတယ်။မေတော်ဆန်းစုကြည်ကိုစော်ကားထားတဲ့ BB ချန်းဟာဥပဒေကြီးဥဆောင်တဲ့ပြည်သူ့ပါတီ PP ကနေငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးပါတီ PDP ကို ပြောင်းသွားပြန်ပါတယ်ခင်ဗျာ။ကုလသမဂ္ဂမှာအစ္စရေးဝန်ကြီးချုပ်မိန်ကွန်းပြောနေခြင်းတန်တမာများပြားကထွက်ခွာသွားကြပါတယ်။နေတန်ညာဟုဥဆောင်နေတဲ့အစ္စရေးဆိုရရဲ့မူဝါဒတွေလောက်ရတွေကိုဓာတ်ရိုက်ဆန္ဒပြတဲ့အထိပယ်ပါ။ TikTok ကိုဒေါ်လာ14ဘီလီယံတန်ဖိုးသတ်မှတ်ပြီးတော့ရောင်းချဖို့အသင့်ရှိကြောင်းအမိန့်ကို Trump ကလက်မှတ်ရေးထိုးလိုက်ပါပြီဒီသတင်းလေးနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုနားဆင်ရမှာပါခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တနင်္လာနေ့တိုင်းတနင်္လာနေ့မြို့နယ်မှာတိုက်ပွဲဖြစ်ပြီးတော့အချမ်းမဆစ်ရှုံးကောင်စီတပ်ဘက်က9ဦးသေဆုံးခဲ့ကြောင်း KNU ဗိဒ္ဓဝေခံရိုင်ကသတင်းထုတ်ပြန်ထားပါရခင်ဗျာစက်တင်ဘာလ25ရက်နေ့မနေ့6နာရီချိန်လောက်မှာတနင်္လာနေ့မြို့နယ်ရှမ်းအင်းတော်ကျေးရွာနီးမှာအချမ်းမဆစ်ရှုံးကောင်စီတပ်နဲ့ တော်လိုင်းတက်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ထီထွေတပ်ဖွဲ့တွေမှာဂျမဆရှုံးကောင်စီတပ်ဘက်က9ဦးသေဆုံးပြီးတော့10ဦးထပ်မံနေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲကိုတော့ KNL ကင်မြို့သားလူမျိုးရေးတပ်မတော်တပ်မဟာလေးလက်အောက်ခံတိုင်းစစ်တပ်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လိုင်းရဲဘော်တွေထိခိုက်မရှိနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ခင်ဗျာ။အလားတူပဲစတေမာလာဆက်ရှင်တွေကလည်းဒင်းသာမြို့နယ်ထိုင်းမြတ်မှာမောတော်နေဆက်ကုံသွဲလမ်းမိုင်းမှာရှိတဲ့တိန်ကုန်ကြီးဝါနီမှာလည်းအကြမ်းဆက်ရှုံးကောက်စီတက်နဲ့ကဲနယ်လီ အမျိုးသားလူမျိုးရေးတက်မတော်တက်မဟာလေးလက်အောက်ခံတိုင်းစက်တင်နဲ့တော်လိုင်းရေးပူပေါင်းတက်ဖွဲ့တွေကြောင့်မှတိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းဖက်ဆစ်ရှုံးကောက်စီတပ်သား2ဦးသေဆုံးကတနက်လက်လက်ကိုသိသိနိုင်ခဲ့ပါတယ်ခင်ဗျာတစားတဲမှာပဲကင်းပြီးနဲမြရီမြို့တောင်ပိုင်းက၄ကီကောမြို့တဲ့အနီးမှာဆစ်ရှုံးကောက်စီတက်နဲ့ကင်းမြို့သားလူမျိုးရေးတက်ကင်းနယ်လီပူပေါင်းတက်တွေရဲ့တိုက်ပွဲတွေဆက်လက်ပြီးတော့ပြင်းထန်နေသေးပါခင်ဗျာအကြမ်းဖက်ဆစ်ရှုံးကောက်စီတက်ဖွဲ့ဟာစစ်မှုထမ်းတပ်သားတွေကိုမွေးရစေးတွေကျွေးပြီးရှေ့ကနေပြီးတော့အသေးခံတိုက်ခိုင်းနေကြပါတယ် ကော့ပိုရိတ်ဆက်ကြောင်းကဘူဂျီတာဘောတို့ကလည်းရှင်းဆုံးကနေကိုတိုင်တိုက်ပွဲဝင်ပြီးချင်မှုနေကြတာတွေကိုရုပ်သံဖိုင်ထဲမှာတွေ့မြင်ရပါတယ်ခင်ဗျာမိဘပြည်သူတွေကိုသားလူငယ်လူရွယ်တွေရှိရင်ပတ်စာထဲပါမသွားသေးဘူးအထူးဂရုပြုစေချင်ပါတယ်အခုတက်လာတဲ့ပတ်စာတွေကြောင်တောင်တောင်နေစေးကျွေးပြီးတော့ရှေ့ကိုလွတ်တင်တယ်လို့ယူဆရပါတယ်စင်ကောင်းစွာနဲ့ကိုဘက်ကကင်ထုတ်လိုက်ရတာများပါတယ်ဆိုပြီးဘူဂျီစောကောကလည်းသတိပေးစကားပြောကြားထားတာကိုတွေ့မြင်ရပါတယ်ခင်ဗျာ Sì, John Lee John là luôn đấy. Bây giờ sao vậy nè, lấy sao? Nào nhá mi, nào nhá mi. Nhau đi, lấy cái cô, đi la la. ခင်ကလေးကိုစီးချစ်ကလေးကိုတင်းပြီးကိုသွားရမှာဝေးဟာသာဘိုးရလက်ပြေးဘိုးရလက်ပြေးပြီနောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းရကတော့လူမှုကွန်ရက်ပေါ်မှာဝေဖန်မှုတွေကြုံတွေ့နေရတဲ့ဘလော့ဂါဘီဘီချဲဟာဥက္ကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီ PP ကလည်းငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးပါတီ PDP ကိုပြောင်းသွားပါပြီခင်ဗျာ ပြပချမ်းဟာလိမ်မိုင်းဆိုင်ရာအသိပညာပေးရုပ်သံတွေကိုမျှဝေရင်းနဲ့နာမည်ရလာသူတဦးပါနိုင်ငံမှာရှိနေတဲ့လက်ရှိခြေအနေတွေကကျွန်မနိုင်ငံရေးလှုပ်ဖို့အတွက်အဓိကတုံးအားဖြစ်ပါတယ်ဆိုပြီးဥက္ကဝကြီးဦးဆောင်တဲ့ပြည်သူ့ပါတီ PP ကနေရွေးကောက်ပွဲဝင်ပြိုင်ဖို့ပြင်ဆင်နေကြတာပါဒီတော့တွင်ပါမေတော်ဆန်းစုကြည်ကိုရွေးချယ်မှုအမားတွေပြုလုပ်ခဲ့သူလို့ရေးသားစော်ကားမှုကြောင့်ပြည်သူလူထုရဲ့ဖယ်ချင်ခြင်းကိုလည်းခံစားနေရသူပါအခုငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးပါတီဘက်ကိုရောက်ရှိသွားပြီး ိုယ်စားလှယ်အနေနဲ့စရင်တင်ထားကြောင်းပါတီရဲ့တာဝန်ရှိသူတွေကပြောဆိုထားပါတယ်။ငင်းကြိုင်းရင်းနဲ့ဖွံ့ဖြိုးရေးပါတီကတော့နိုင်ငံရေးပါတီဖြစ်နေဩဂတ်စ်လ20ရက်နေ့ကအကြမ်းဖက်ဆက်ရှင်ကော်စီလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေမှတ်ပုံတင်ခွင့်ရရှိထားတဲ့ပါတီတစ်ခုဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ကျွန်တော်တို့မနေ့ကဆိုရင်လဲစိတ်တရားတွေအပြည့်ရသွားပါပြီ။ဘာမှမလုပ်ချင်တော့ပါဘူးဆိုတော့ဒေါ်စန္ဒာမင်းကသူ့ရဲ့ NDF ပါတီဖြတ်သိမ်းခံရပြီးတဲ့နောက်မှာရန်ကုန်လက်သားကနေပြီးတော့တတိပုဂ္ဂလအနေနဲ့ဝင်ပြီးပြိုင်မယ်ဆိုပြီးတော့ဖြစ်လာပြန်ပါတယ်။အဲ့တော့ စပနာအောက်ကိုဘလို့အချိန်မျိုးနယ်ပဲဖြစ်ဖြစ်ဂုံတိတ်ခါမွဲစွာတိုးဝင်ကြတဲ့ဖြစ်ရတွေပါအခုဘီဘီချမ်းကလည်းဥက္ကူကြီးတို့နဲ့အဲဘလို့မျိုးပြဿနာတွေဖြစ်လဲမသိဘူးသတင်းစာနာကြားတာတော့ကျွန်တော်တို့ဘီဘီချမ်းကရန်ကုန်ကနေပြီးတော့ရန်ကုန်မျိုးနယ်တစ်ခုကနေပြီးတော့အဲကိုသလဲအနေနဲ့ပြိုင်ကျင်တယ်ပေါ့ဒါပေမဲ့ဥက္ကူကြီးတို့ကကရင်ပြည်နယ်ဘက်မှာကိုသလဲအနေနဲ့ပြိုင်ဖို့အတွက်တတ်မှတ်လိုက်တဲ့အခါကျတော့အဲ့လိုအဆင်မပြေဖြစ်ပြီးတော့ပါတီကနေပြီးတော့ထွက်သွားပြီးအခုပါတီအသစ်ဖြစ်တဲ့ ါလဲညီညာရေးနဲ့ဖွံ့ဖြိုးရေးပါတီဆိုပြီးတော့အဲ့ဒီပါတီကနေပြီးတော့ကိုယ်စားလှယ်အနေနဲ့ဝင်ရောက်ရှင်ပြိုင်မဲ့ဆိုတဲ့သတင်းကိုကျွန်တော်တို့တွေ့မြင်ရတာဖြစ်ပါတယ်။စကိုင်းတိုင်းကသတင်းနဲ့ဆက်ချင်ပါတယ်ခင်ဗျာ။စကိုင်းတိုင်းဒသင်မြို့နယ်ဂဒုမရွာမှာရှိတဲ့73စီဆိုင်နဲ့စားတောက်ဆိုင်ကိုလူစီကနေတဲ့အချိန်လေကြောင်းကနေဘုံကျက်တိုက်ခိုက်ခဲ့ရမှာပြည်သူ၈ယောက်သေဆုံးခဲ့ပြီး12ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒသင်မြို့နယ်ပကဖကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။စက်တင်ဘာ26ရက်နေ့မနက်7:00နာရီခွဲဝန်းကျင်အချိန်လောက်ကဒသင်မြို့နယ်ဂဒုမရွာမှာရှိတဲ့73စီဆိုင်နဲ့ စားတော့ဆိုင်ကိုအကြံပတ်ဆက်ရှုံးကောင်စီကလေကြောင်းကနေဘုံကျက်တိုက်ခိုက်ခဲ့တာပါခင်ဗျာတိုက်ခိုက်မှုအတွင်းမှာရဲသားပြည်သူ၈ယောက်သေဆုံးပြီးတော့၁၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ရာအဆောက်အုံတွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာဒဏ်ရာပြင်းထန်သူတွေလည်းပါဝင်ပြီးတော့သေဆုံးသူအရေအတွက်ထပ်ပြီးတော့တိုးလာနိုင်တယ်လို့သိရပါတယ်ခင်ဗျာရုရှားကိုရောက်နေတဲ့မာလာရဲ့သတင်းနဲ့ဆက်ချွန်ပါတယ်ခင်ဗျာရုရှားကိုရောက်နေတဲ့ကျမ်းပတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကမြန်မာပြည်သူလူထုရဲ့အကျိုးစီးပွားကိုဖော်ဆောင်ပေးနိုင်မဲ့ ဂျူရူလူတင်ရေးဆိုင်ရာကိစ္စရပ်တွေဆွေးနွေးတယ်လို့ပြောလာပြန်ပါတယ်ခင်ဗျာမင်းအွန်လိုင်းဟာမနေ့ကမနေ့ပိုင်းမှာရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation ညွှန်ကြားရေးမှူးချုပ်နဲ့တွေ့ဆုံပြီးတော့အခုလိုမျိုးပြောဆိုခဲ့တာလို့သိရပါတယ်ဒီလိုတွေ့ဆုံရမှာမြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံတို့ကြားမှာအာဂါသနည်းပညာပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ရေးကိစ္စရပ်တွေအာဂါသနည်းပညာဆိုင်ရာလူသားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်တွေနိုင်ငံခြားမှာငြိမ်းချမ်းတဲ့ရည်ရွယ်ချက်တွေအတွက်ပြင်ပအာဂါသစူးစမ်းလေ့လာရေးနဲ့ အသုံးပြုမှုနယ်ပယ်တွေမှာပူပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေမြန်မာနိုင်ငံနဲ့ပြည်သူလူထုရဲ့အကျိုးစီးပွားကိုဖော်ဆောင်ပေးနိုင်မဲ့ဂျိုဒူလူတင်ရေးဆိုင်ရာကိစ္စရပ်တွေအဂါသနီပညာနဲ့သက်ဆိုင်တဲ့ပညာတော်သင်သင်တန်းသားတွေဆက်လို့ရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြကြတယ်ဆိုပြီးအကြမ်းဖက်ဆက်ရှုံးကောင်စီရဲ့ဝါဒဖြန့်သတင်းစာတွေကနေတဆင့်ထုတ်ပြန်ပြောဆိုလာတာဖြစ်ပါတယ်ခင်ဗျာနိုင်ငံတကာသတင်းတွေဘက်မှာတော့ Israel ရင်းကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုက ကုလသမဂ္ဂထွေးညီလာခံမှာမိန့်ခွန်းပြောတဲ့အချိန်ခမ်းမတွေကနေတန်တမန်နေနိုင်ငံများပြားရဲ့ကိုယ်စလဲတွေထွက်ခွာသွားကြပါတယ်။ဒါဟာဂါဇာစစ်ပွဲကြီးနဲ့ပတ်သက်လို့နေတန်ညာဟုဥဆောင်နေတဲ့အစ္စရေးအစိုးရရဲ့မူဝါဒတွေလိုရက်တွေကိုဒိုက်ရိုက်ဆန္ဒပြတဲ့အဓိပ္ပာယ်လိုလဲဆိုနိုင်ပါတယ်။ပြီးတော့ပါလက်စတိုင်းနိုင်ငံထူထောင်ရေးကိုအပြင်းထန်ကန့်ကွက်နေတဲ့နေတန်ညာဟုအတွက်နိုင်ငံတကာခင်းကျင်းမှာမဟာမိတ်တွေတိတ်နေလာပြီဆိုတာကိုညွှန်ပြနေတဲ့အရှိတရားစမ်းစစ်ချက်တစ်ခုဖြစ်တယ်လို့လဲလေ့လာသူတွေကသုံးသပ်ပြောဆိုကြပါတယ်ခင်ဗျာ။ အတော်ကြီးစိတ်ကတိကအောက်ဖြစ်စရာအခြေအနေမျိုးကြုံခဲ့ပေမဲ့လည်းစက်တင်ဘာ26ရက်နေ့တုန်းကအမေရိကန်နိုင်ငံနယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂဌာနချုပ်မှာတော့နေတိုင်းညာဟုကတော့ညနေထားမှာမှနဲ့ပဲသူ့မိန်ကုန်းကိုပြောကြားသွားပါတယ်ခင်ဗျာသူကဂါဇာမှာအစ္စရေးအနေနဲ့ရွေထားပြီးသားအစီအမံတွေကိုအထမြောက်အောင်ဆက်လုပ်မှာဖြစ်ပြီးဖြစ်နိုင်သမျှမြန်မြန်လက်စာတတ်မယ်လို့လည်းပြောဆိုခဲ့ပါတယ်နိုင်ငံတကာအစိုးရတွေကပါလက်စတိုင်းကိုအချုပ်ချာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်နေစတဲ့တတ်မှတ်လာတဲ့ကိစ္စကိုလည်း ကြက်တရေကင်းမဲ့တဲ့လုပ်ရက်လို့နေတိုင်ညာဟုကဆွဆွဲခဲ့ပြီးအဲ့လောက်ကြီးကျယ်ယူမိုက်တာမျိုးကို ISR ကလက်တင်ခံမှာမဟုတ်ဘူးလို့လည်းပြောကြားသွားပါတယ်ခင်ဗျာသူကဂါဇာမှာ ISR စစ်တပ်ကဖြန့်ကျက်တပ်ဆင်ထားတဲ့အတန်ချက်ဆက်တွေဟာကုလသမဂ္ဂမိန်ကွန်းကိုဓာတ်ရိုက်အတန်လွှင့်နေလိမ့်မယ်လို့လည်းပြောဆိုခဲ့ပါတယ်ပြီးတော့ Hamas ပျောက်ကြားတွေဖမ်းဆီးထားတဲ့ဒသကန်နေစီရွယ်ပြီးသူတို့ကို ISR ကတစ်စက္ကန့်လေးတောင်မေ့ထားမှာမဟုတ်ကြောင်း အစ္စရေးပြည်သူတွေဟာတပါကန်နေနဲ့အတူအမြဲတမ်းတပါးတဲ့ယက်တီနေမှာဖြစ်ကြောင်းလဲနေတန်ညာဟုကပြောဆိုခဲ့ပါတယ်။သူ့မိန်ကွန်းပြောနေချိန်မှာတော့အာရဗ်နိုင်ငံတွေမွတ်စလင်နိုင်ငံတွေအားလုံးနှိပါရဲ့ကုလသမဂ္ဂဆိုင်ရာတန်အမတ်တွေကိုယ်စားလှယ်တွေကခမဆောင်တွေကနေထွက်ခွာသွားခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ။ဒါပြင်ဥရောပနဲ့အာဖရိကနိုင်ငံတချို့ကလည်းအလားတူလုံဆောင်ခဲ့ပါတယ်။အစ္စရေးဟာဂါဇာမှာလုံဆောင်နေတဲ့လွန်ခဲ့တဲ့သီးရေးစီမံတွေအနောက်ဘက်ကမ်းခြေဒေသမှာအင်အားချက်ထွင်ကျူးကျော်ပြီးတော့အခြေချမှုတွေကြောင့် နိုင်ငံတကာဖိအားပေးရှုတ်ချမှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်ခင်ဗျာออเดอร์ในห้องและโปรดนั่งเถิด please order in the hall. နောက်ထပ်သတင်းပို့အနေနဲ့ TikTok ကိုဒေါ်လာ14ဘီလီယံတန်ဖိုးတတ်မှတ်ပြီးတော့ရောင်းချဖို့အသင့်ရှိကြောင်းအမိန့်ကို Trump ကလက်မှတ်ရေးထိုးလိုက်တဲ့သတင်းနဲ့ဆက်ချပါရယ်။တရုတ်ပိုင် TikTok ကို American စီရောင်းဖို့အသင့်ရှိကြောင်းနဲ့ဒေါ်လာ14ဘီလီယံနဲ့ရောင်းချဖို့တန်ဖိုးတတ်မှတ်ထားကြောင်း American သမ္မတ Donald Trump က ဥပဒေလိုအာဏာတည်တဲ့အမိန့်မှာလက်မှတ်ရေးထိုးခဲ့ပါတယ်ခင်ဗျာကမ္ဘာလုံးဆိုင်ရာယင်းနိမ့်မြောက်နေသူတွေကလည်း2024ဥပဒေရဲ့နိုင်ငံလုံခြုံရေးအတွက်လိုအပ်ချက်တွေကိုလည်းဖြည့်ဆည်းရမှာဖြစ်ပါတယ်တက်တော့ကိုသုံးသက်သူတွေကတန်ဖိုးဖြတ်ပြီးတဲ့နောက်မှာဒေါ်လာ14ဘီလီယံတန်ဖိုးသတ်မှတ်ခဲ့တယ်လို့ဒုသမရ JD Bank ကပြောဆိုပါတယ်ဒီအမိန့်ထုတ်ပြန်ကြမှာတော့တက်တော့ကိုအမေရိကန်ကပိုင်ဆိုင်ခွင့်ပါဝင်ပေမဲ့အသေးစိတ်ထုတ်ပြန်တာမျိုးတော့မရှိသေးပါဘူး အမေရိကန်နိုင်ငံသားတွေရဲ့ data အချက်အလက်တွေကိုဥပဒေအရကျွန်တော်တို့ကာကွယ်ဖို့ဆန္ဒရှိပါတယ်။တရုတ်ဘက်ကလည်း TikTok ကိုရောင်းချဖို့ကန့်ကွက်မှုတချို့ရှိပါတယ်။ဒါပေမဲ့ TikTok ကိုကျွန်တော်တို့ထိန်းချုပ်ခွင့်ရအောင်ဆောင်ရွက်သွားမှာပါလို့ Banks ကပြောဆိုခဲ့ပါတယ်ခင်ဗျာ။ Trend ရဲ့အမိန့်ထဲမှာလုံထုံးလုံနည်းတွေပြန်လည်လာဖို့နဲ့ American company တွေရဲ့လုံခြုံရေးဒီစီးပွားဘက်တွေကစောင့်ကြည့်မှုတွေပြုလုပ်မှာလို့လည်းဖော်ပြပါတယ်။လုံထုံးလုံနည်းတိုင်းဝယ်ယူမှုကပူးတွဲဆောင်ရွက်မှုရဲ့ထိန်းချုပ်မှုအောက်မှာရှိနေမှာဖြစ်ပါတယ်။ တမရရှိနဲ့ကျွန်တော်စကားပြောခဲ့ပါတယ်ကျွန်တော်တို့ဘာတွေဆက်လုပ်နေမလဲဆိုတာကိုပြောပြခဲ့ပါတယ်သူကဆက်လုပ်ပါလို့လည်းပြောပါတယ်ဆိုပြီး Trump က TikTok ဝယ်ယူရေးကိစ္စတရုတ်တမရရဲ့အတူပြုချက်ရပြီဆိုတာပြောဆိုခဲ့ပါတယ် Trump ရဲ့လှုပ်ဆောင်မှုနဲ့ပတ်သက်ပြီး TikTok ကမှတ်ချက်ချက်ချင်းပေးတာမျိုးမရှိသေးသလိုတရုတ်တန်ရုံးကလည်းမှတ်ချက်ပေးတာမျိုးတော့မရှိပါသေးဘူးခင်ဗျာ TikTok ဟာအမေရိကန်မှာသုံးဆွဲသူတန်း190ရှိပြီး Trump တမရဖြစ်နဲ့ထပ်ပြီးတော့အရွေးခံရဖို့ပြီးခဲ့တဲ့နှစ်ကအကူအညီဖြစ်ခဲ့ပါတယ် ထရဟာတက်တော့မှာ follower 15တန်းရှိတယ်လို့အင်ဗီတော်ကလည်းပြီးခဲ့တဲ့လကတက်တော့အကောင့်ဆက်ပြီးတော့ဖွင့်ခဲ့တာကိုတွေ့ရပါတယ်တက်တော့ကိုဝယ်ယူမဲ့ season မှာကမ္ဘာစင်ယင်းနှမြုံနှံသူ၄ယောက်ဒါမှမဟုတ်၅ယောက်ကစူပေါင်းပြီးတော့ဝယ်ယူဖို့ဖြစ်လာနိုင်တယ်လို့ American သတင်းဌာနတွေကဖော်ပြပါတယ်မိခင်ကုမ္ပဏီ Binance ဟာဝန်ထမ်းတက်တွေရှယ်ယာပြန်ဝယ်ယူတဲ့အစီအစဉ်ကြောင့်တက်တော့ရဲ့တန်ဖိုးကိုဒေါ်လာဘီလီယံ330ကျော်သတ်မှတ်ထားပါတယ်တက်တော့ဟာ Binance ကုမ္ပဏီဝင်ငွေအတွက် ်တင်းငယ်တဲ့ရာဂိုင်းနှုန်းတစ်ခုအဖြစ်နဲ့အားဖြစ်ပင်းနေတာလည်းဖြစ်ပါတယ်တစ်တော့ကိုဝယ်ယူမဲ့အဖွဲ့ထဲမှာ Oriel တီထောင်သူကမ္ဘာချမ်းသာဆုံးတစ်ထည်တစ်ယောက်ဖြစ်တဲ့ Larry Ellison လည်းပါဝင်ဖွဲ့ရှိနေပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းနဲ့သတင်းကြောင်းရကတော့အညာဒေတာမှာတဖြည်းဖြည်းနဲ့အားကောင်းမောင်းတန်ဖြစ်လာတဲ့ဘူမန်ခဲတို့တပ်ဖွဲ့ရဲ့ရဲဘော်တွေပြင်းပြင်းထန်ထန်လေ့ကျင့်နေကြတဲ့ရုပ်သံပိုင်းဖြစ်ပါတယ်ဒီရုပ်သံပိုင်းကိုကျွန်တော်တို့ကြည့်ရှုနားဆင်ကြည့်အောင်ပါခင်ဗျာ Oh, yeah. ော်လန်ရီသမားစောက်ရှူးများဒီကောင်တွေမို့စောက်ရှူးထားပြီးတော်လန်ရီလုပ်တယ်အထီးဖျားဒီကြောင်းစောက်ရောဒီကောင်တွေတော်လန်ရီလုပ်တယ်ကောင်းရဲ့ပြထိုးတယ်လူဝင်50တရာလောက်ဒီကောင်တွေမို့စောက်ရှူးထားပြီးတော်လန်ရီလုပ်တယ်စောက်ဖြစ်မရှိတဲ့နိုင်ငံတွေကရုပ်လက်အမြန်မရွေးပါရုပ်လက်တွေတရားကြီးနဲ့တော်လန်ရီရီထမြို့အမျက်တွေ က်ကြံနေတာဒီကောင်လေးတိတိကြီးနဲ့စောက်ရင်းထားတယ်နင်းသားတွေရဲ့ဒင်းသားတွေဖြစ်တဲ့ကြည်စံတွေမိษาတွေကိုနှံ့နေတော့ဒီကောင်လေးကိုပြန်မှန်တဲ့ကြည်စံအမျက်ဒလန်ကြီးရဲ့ပတ်စံလေးရေပေါ်စီကောင်လေးကမက်တက်ပျော်ပါနေတော့နှစ်ရေလုံးပျော့တော့နတ်မမှန်တနတ်တန်ကြာစောက်ယူရအမိနိုင်ငံတော်အတွက်တော်လိုင်းအလံခြုံပြီး ြာဆုံးပုံကိုမင်းတို့တင်တယ်။ဒီကစောက်ကောင်ကြီးစောက်ကောင်မာတွေကတစ်တော့စောက်မပြတ်ကြဘူး။နိုင်ငံခြေကြီးဘာယာရှာပြီးနေဝင်းမရပါသားတွေပေါ်တယ်။နိုင်ငံဂေါရမရှာပြီးတိတကူကြီးပေါ်တယ်။ဒီဖုံးစိုးမြေကံရရောက်စိန်နှန်းဆိုပြီးစောက်ယူတော့ကြံစီအားထုတ်နေတော့ဘေးတိုင်းပူပြောနေတဲ့ငပုဘောမတွေပေါ်တယ်။ စီဒီယံဝန်ထမ်းတွေကိုမှအာမနာခွေးတူပေါက်ကမိရယထားနဲ့မရဲသွားကြတယ်ခွေးမသားတွေရဲ့ပေါ်တယ်အစစ်ရှာပြီးအတူပေါ်တဲ့မိမာဖယားကိုရွှေကပ်တရားကိုအသေးမှတ်ပြီးအမားကိုမချေဖြဲရဲရဘူးဒီကောင်လေးကစောက်ဦးထပြီးဘိုးကောင်းကင်ဒူးတဲ့တိုင်ကဒီကောင်လေးကစောက်ဦးထပြီးကြောက်ဆောင်ကောင်းတဲ့တိုင်ကစနစ်ဆိုးတဲ့ခေတိုးကြီးရဲ့မှာ ီကောင်လေးစောက်ဦးထပြီးတော်တယ်ရေးတာလောက်ကြတာတာပေါင်းညာသာမလုပ်တတ်ဘူးတိလို့မှနိုင်မလုပ်ရတဲ့ဘဝလေးဒီကောင်လေးဟာဖျားလောင်းတဲ့ကောင်းမြတ်တဲ့ပါရမီကိုသာဖြစ်တတ်တာနိုင်ငံရေးသမားတွေတို့မယုံမှတက်ကြဘူးခွေးထက်သက်စာရှိတဲ့ကောင်လေးစောက်ဦးကိုအတန်းနဲ့ရင်းပြီးထကြပြီးမယ်ချစ်ချင်းဆိုတာသူတို့တော်လန်ရေးပဲတဲ့โอ้พี่ไอ้กว่า ရာသီတွေကလီဆယ်ခဲ့တယ်ဒီကောင်တွေဒီဝဲတွေကကိုလိုမယုံခဲ့ဘူးဆောက်ယူကိုလေးတင်ချင်းနဲ့ချီထားတယ်ခြေကိုပါရသွေးရေးစီးဒီနိုင်ငံဟာဒီလိုဆောက်ယူတွေပြပြဝဝလိုအပ်တယ်သိတဲ့သားဆောက်ယူမထိုင်ခေါရမဖြစ်လာမှာမဟုတ်ဘူးဒီကောင်တွေဆောက်ယူထတော့တာတော်ရန်ရေးအတွန့်ရှည်တာ so surprise ကမပေးနိုင်ဘူး 拍好样板楼备案的，第十九位啊，单标拍出来备案，竟然少了一人。一标三对多人已留在岗，地广人木，石油塌位，多人已留，一人都在地下深埋，藏着身呢。那这人不认呢？ မြန်မာနိုင်ငံတော်မှာလူဦးရေ3.6တန်းနီးပါးလောက်နေရက်ဆွန့်ခွာပြီးတော့နေထိုင်နေကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယူ UNO စည်းရှိကသတင်းထုတ်ပြန်ထားပါတယ်။နေရက်နံပြဖြစ်ပေါ်နေတဲ့ပြည်ပခါတွေကြောင့်နေ့စဉ်နီးပါးအရသာထိခိုက်သေးဆုံးမှုတွေရှိနေပြီးအရသာစောင့်ရှောက်ကာကွယ်ရေးဆိုင်ရာကိစ္စတွေပိုပြီးတော့စိုးရွားလာလျက်ရှိကထိခိုက်လွယ်တဲ့ရဲရွာလူထုအတွက်အခက်အခဲတွေကိုတိုးပြီးတော့ရင်ဆိုင်ရစေကြောင်း နိုင်ငံတော်မှာလူကြီးသုံးထသမာ6တန်းနီးပါးလောက်နေရစွန့်ခွာနေထိုင်လျက်ရှိတယ်လို့ခန့်မှန်းရပြီးစတန်ဘာလအတွင်းဆက်လက်ဖြစ်ပွားနေတဲ့ပြည်ပခါတွေကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေပိုပြီးတော့များလာကလူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေကိုပိုပြီးတော့ခက်ခဲစေတယ်လို့ထုတ်ပြန်ထားပါတယ်။2025ခုနှစ်ပထမနှစ်ဝက်အတွင်းလူသားချင်းစာနာမှုဆိုင်ရာဖွဲ့စည်းတွေဟာကဏ္ဍပေါင်းစုံမှာလူကြီးအနည်းဆုံးသုံးထသမာ5တန်းကိုအရေးပေါ်အနေနဲ့ကူညီပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့များပြားလာတဲ့လိုအပ်ချက်တွေနဲ့ရန်ပုံငွေအကြီးကျယ်မလုံလောက်မှုကြောင့် လူသားပေါင်းများစွာကိုလူမှုဘဝရှင်သန်ရေးအကူအညီတွေရရှိပေးရနိုင်တာမရှိကြောင်းလည်းထုတ်ပြန်ပြောဆိုပါတယ်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေတွားရောက်ပေးရနိုင်ဖို့အတွက်ကန့်သတ်ချက်တွေရှိနေသဖြင့်အထူးသဖြင့်မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနဲ့အရှေ့တောင်ပိုင်းတို့မှာအကူအညီတွေဖြန့်ပြူးဖို့အတွက်ကန့်သတ်မှုတွေရှိနေပြီးအဓိကရေးပါတဲ့ဝန်ဆောင်မှုတွေလိုအပ်နေတဲ့လူထုအတွက်လည်းဘေးကင်းလုံခြုံစွာတွာလာနိုင်ခွင့်ဆုံးရှုံးနေရကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာမြန်မာနိုင်ငံကလူသားချင်းစာနာမှုဆိုင်ရာရမုံငွေလိုအပ်ချက်ပြည့်မီမှုအနည်းဆုံးကမ္ဘာနိုင်ငံတွေထဲကတနိုင်ငံဖြစ်ပြီး 2025ခုနှစ်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့တုံ့ပြန်ရေးအစီအစဉ် HNRB အတွက်အခုချိန်ထိရန်ကုန်ငွေ12ရာခိုင်နှုန်းသာရရှိထားသေးကြောင်းသိရှိရပါတယ်ခင်ဗျာဒါတော့ဒီကနေ့မွန်တဲ12နာရီချိန်ထိနောက်ဆုံးတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုကျွန်တော်ဝေယံကစုသိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာပြီးဆရာနာရှင်စနေဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့တို့ကျွန်တော်တို့ညခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ